Hello guys အားလုံးပဲမင်္ဂလာပါ Mobile Doctor နေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့ Samsung Galaxy S22 Ultra ရဲ့ signature error လေးဒီအကြောင်းကိုစီးပြဆောင်ပြပြပေးတော့မှာဖြစ်ပါတယ် Galaxy S22 Ultra လောက်ကနေစပြီးဖြစ်များတယ်မျက်နှာပြင်ဖြူသွားတာဟွာသွားတာစိမ့်သွားတာ one on the has လို့မျိုးကင်မရာဘေးကနေအလင်းနှန်းနေဖြစ်ပေါ်လာတာဟာကျွန်တော်တို့ Samsung user တွေကြားမှာပြောများနေတဲ့ error လေးပဲဖြစ်ပါတယ် ဒီလို error တွေကအသုံးပြုတဲ့သူတွေအနေနဲ့ညနေပြင်အရှောင်းကိုဖိကိုက်စေတဲ့ color filter app တွေကိုခံပြီးအသုံးပြုများလာတာတွေအတွက်ကြောင့်ပဲဖြစ်ပါတယ်။အထူးသဖြင့် software update firmware update တွေတင်ပြီးတဲ့အခါနောက်ပိုင်းမှာညနေပြင် UI setting တွေကို negotiation တွေအတိုင်းပြန်လည်မချိန်မိတာမျိုးတွေ launcher application တွေအသုံးပြုပြီးတဲ့နောက်ပိုင်းမှာ favorite mode တွေကို overlay ထားပြီးအသုံးပြုတာမျိုးတွေကဖုန်းရံအတွင်းမှာရှိတဲ့ main display color display ဘိုင်းကိုပါစိုးကျိုးတိုက်ရိုက်မှုတွေမြောင်များစွာရှိနေနိုင်ပါတယ်။ အဲ့ဒီလို screen error မျိုးလေးတွေဖြစ်နေပါလေရနဲ့ဆက်လက်ပြီးအသုံးပြုနေမယ်ဆိုလို့ရှိရင်တော့ display LCD ကိုစပုတ်ပေးနေတဲ့မီးပြားလေးတွေပေါက်သွားခဲ့လို့ရှိရင်ပြုပြင်လို့မရတဲ့ green light error တွေဒီဖြစ်ပေါ်နေနိုင်ပါတယ်။မိတ်ဆွေရဲ့ဖုန်းကအခုကျွန်တော်ပြောပြသွားတဲ့ error လေးတွေဖြစ်ခဲ့လို့ရှိရင်တော့မှန်တစ်ချက်လုံးကိုလဲလှယ်စရာမလိုပဲနဲ့အတွင်းမှာရှိတဲ့ LCD ကိုစပုတ်ပေးနေတဲ့ flat cable လေးကိုအစားထိုးလဲလှယ်လိုက်ရုံနဲ့ဒီ color မှန်မှန်တော့တဲ့ error တွေကိုအချိန်တိုအတွင်းမှာဖြေရှင်းလို့ရနိုင်ပါပြီ။ ီ flag ကြီးပဲ replacement service နဲ့ပတ်သက်ပြီးကျွမ်းကျင်ပိုင်နိုင်တဲ့ service technician တွေကိုယ်တိုင် Armagan ကျအပြီးဝါနဲ့လက်ရပိုင်းတည်တော့စွာလဲလှယ်ပေးမှဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေရဲ့ဖုန်းကကာလာမမှန်တဲ့ error ဖြစ်ခဲ့လို့ရှိရင်လည်းစိတ်ပူကြရမှာမဟုတ်ဘဲနဲ့ကျွန်တော်တို့ mobile doctor ကိုအခုပဲလာရောက်ဖို့ကျွန်တော်ဒီကနေ့ဖိတ်ခေါ်လိုက်ပါရစေ။